မင်းမအိမ်မက်တစ်ခုနဲ့ရေမက်ညက်တစ်ခုရှိပြီ။နိုးလာတာနဲ့ချက်ချင်းအကောင့်ထဲပေါ်နေမယ်လို့ထင်နေမင်းလုံးဝမှားသွားပြီ။ဘဝမင်းကိုတက်ခတ်တက်ခတ်ရိုက်နှက်လိမ့်မယ်။အဲ့ဒီအိမ်မက်အများရန်စံသက်ခံရလိမ့်မယ်။မင်းရဲ့ဘဝမှာရှိနေတဲ့ဖိအားရည်ရွယ်ချက်တစ်ခုရှိတယ်။မင်းကိုဖိနှိပ်နေတာပေါ့။မင်းရဲ့အတွင်းထဲမှာရှိတာကိုအပြင်ကိုတွန်းထုတ်နေတာ။မင်းတကယ်တမ်းဘာလို့လဲဆိုတော့ပြသစေချင်နေတာ။ဘဝကမင်းကိုအဲ့လိုစံသက်လိမ့်မယ်။ မင်းတကယ်တမ်းဘယ်လောက်ထိလိုချင်တာလဲဘယ်လောက်ထိပြင်းပြင်းထန်ထန်လိုချင်လဲဟုတ်လားမင်းရဲ့ရည်စားမင်းကိုဖြတ်သွားမယ်အကျွေးရှင်တွေလည်းမင်းကိုနေတိုင်းနားလာဖို့နေမယ်မင်းဘယ်လောက်ထိအာရုံစိုက်နိုင်မှာလဲမင်းအလုပ်ပြုတ်သွားလိမ့်မယ်မင်းကိုကူညီမယ်လို့ထင်ထားတဲ့သူတွေကမင်းအတွက်ရှိမနေတော့ဘူးမင်းအခုဘယ်လောက်ထိအကောင်းမြင်နိုင်ပါလဲမင်းရဲ့ခွန်အားနဲ့ဖန်တီးနိုင်စွမ်းနဲ့ပမာလဲအဲ့ဒါတွေကမင်းဘဝမှာဖြစ်လာလိမ့်မယ်အခုမင်းဘာကိုရင်ဆိုင်နေရပါစေပြင်ပအခြေအနေကမင်းကိုထိချုပ်ခွင့်လုံးဝမပေးနဲ့ မင်းရဲ့စိတ်ကမင်းရဲ့အကျဉ်းဉာဏ်မင်းရဲ့အိမ်မက်ကိုမင်းရဲ့စိတ်ထဲမှာခံခံပါမှာစုပ်ကင်ထားစမ်းပါကွာအဲ့ဒီအိမ်မက်ကိုခံစားနိုင်တဲ့အထိထိတွေ့နိုင်တဲ့အထိအဲ့ဒီအိမ်မက်ရဲ့အောင်မြင်မှုရနှံ့ကိုမင်းရတဲ့အထိဘာပဲဖြစ်ဖြစ်အဲ့ဒီကိုဆက်လျှောက်သွားစမ်းပါရေရေဝုံရက်တီပါရေရေဝုံဝုံစွန်စားမှုတွေလောက်ဆောင်ခုလိုချင်းနေမျိုးမှာတော့ငါ့ရဲ့အိမ်မက်ကိုငါအရှုံးမပေးဘူးဆိုပြီးအားတင်းထားစမ်းပါတကယ်တဲ့အချိန်တွေကိုရင်ဆိုင်နေရတဲ့အချိန်မှာမိကုန်မင်းပြန်ထဖို့ဆုံးဖြတ်ရမယ် မင်းကိုယ်တိုင်ပြန်လဲတိုက်ခတ်ရမယ်။မင်းရဲ့ရည်မှန်းချက်တွေအောင်မြင်တဲ့အထိကိုတိုက်ခတ်ရမယ်။မင်းရဲ့ပတ်ဝန်းကျင်မှာရောမင်းရဲ့အတွင်းထဲမှာဖြစ်ပေါ်နေတဲ့အဆိုးမြင်သဘောထားတွေအားလုံးကိုရေးရင်ရင်ဆိုင်ကျော်ဖြတ်ရမယ်။မင်းကိုယ်မင်းငါလုံနိုင်တယ်၊ငါဖြည့်ရှင်းနိုင်တယ်၊ငါအထီးချင်းတွေကိုကျော်ဖြတ်နိုင်တယ်။ဘလို့အသေးအဖွဲအခက်အခဲမျိုးကမှငါ့ကိုမတားဆီးနိုင်ဘူးလို့ပြောရမယ်။တချို့လူတွေကမင်းရောမင်းရဲ့အိမ်မက်ကိုပါလောင်ပြောင်နေကြတာကွာ။နေတိုင်းမင်းစူးစမ်းနေတာကိုလောင်ပြောင်ခြင်းနေကြတာ။ မင်းအမြဲတမ်းရှုံးနေနေလို့မင်းကိုမင်းခံစားနေရတာကိုမြင်လေချင်တာဒီတော့မင်းချိတ်ခွဲမနေနဲ့မငုံနဲ့မပြောနဲ့မစင်းစားနဲ့မင်းထပြီးတခုခုလောက်လိုက်မင်းလူချင်းတဲ့အရာတွေကိုမင်းရဲ့ခွန်အားနဲ့ဉာဏ်ပညာတွေကိုအပြည့်အဝအသုံးချပြီးအဲ့ဒီရဲ့ပန်းတဲ့ကိုမရောမချင်းမရက်တတ်နဲ့ဆက်သွားလိုက်စမ်းပါမင်းမရေမရေဝုံဆိုရင်မင်းကိုမင်းမထောက်ခံဘူးဆိုရင်မင်းရဲ့အတွင်းထဲမှာရှိရင်မင်းရဲ့လုံနိုင်စွာအကုန်လုံးကိုမင်းထုတ်ဖို့ဆန္ဒမရှိဘူးဆိုရင်ဘဝရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရခြင်းမှာဘဝကမင်းကိုနင်းချေသွားလိမ့်မယ် မင်းရဲ့အသက်ကိုနှုတ်သွားလိမ့်မယ်။မင်းကိုမင်းဘယ်သူလဲဆိုတာမသိရင်မင်းဆင်းရဲသွားလိမ့်မယ်ဟဲ့။မင်းရဲ့အတွင်းထဲမှာရှိတဲ့စွမ်းအားတွေကိုရှာဖွေတွေ့ရှိတဲ့အခါမှာအဲ့ဒီအခါကျမှမင်းလွတ်မြောက်စေလိမ့်မယ်။မင်းနောက်တစ်ခါဘယ်တော့မှလောကရန်တားကောင်းမဖြစ်တော့ဘူး။မင်းကိုလောကဘေးနဲ့ဒုက္ခတွေကိုလက်မခံခြင်းနဲ့ဘလို့ကြော်လွှမ်းရမလဲဆိုတော့အမြဲတမ်းမြေလေးလာတင်ယူနေရမယ်မင်းအစွမ်းကုန်စူးစမ်းနေရမယ်မင်းကိုမင်းတနာမနေနဲ့မင်းကြုံနေရတဲ့ဒုက္ခတွေအခက်အခဲတွေကမင်းကိုစမ်းတက်နေတာ မရက်တန်နဲ့ဆက်ပြီးစူးစမ်းငါဒီထက်ကောင်းတယ်ငါဒီထက်ပိုတန်ပါတယ်ငါဒီဟာကိုကြော်လွှားနိုင်တယ်ငါ့ရဲ့အိမ်မကွန်ကအကောင့်ထဲဖော်နိုင်တယ်ငါ့ဘဝရဲ့ရည်ရွယ်ချက်ကိုငါရှာဖွေနိုင်တယ်ငါအတွက်ဒီထက်ပိုပြီးထိုက်တန်တယ်ဒါကငါ့ဘဝရဲ့အဆုံးမဟုတ်ဘူးလို့မင်းစိတ်ထဲမှာဆုံးဖြတ်ရမယ်အဲ့ဒီအဆင့်ကိုရောက်တဲ့အခါမင်းရဲ့အမှားတွေကြောင့်မင်းကုန်မင်းမနှိပ်စက်ပဲနဲ့မင်းပိုကောင်းအောင်လုပ်နိုင်တဲ့အချက်လက်တွေကိုရှာဖွေတွေ့ရှိလာလိမ့်မယ်အရာရာမင်းအတွက်ပိုပြီးတော့အဆင်ပြေလာဖို့ပြောင်းလဲလာလိမ့်မယ်မင်းကမင်းမဲ့ ဘယ်သူနဲ့မှမင်းနဲ့မတူမင်းကတီးခြားဖြစ်တယ်မို့တခုပဲမင်းအဲ့ဒါကိုတကယ်သိရင်မင်းအခုလိုမျိုးမလုံးမချုံခံစားနေရတယ်မင်းကြောက်နေရတယ်မင်းထိခိုက်လွယ်ရတယ်မင်းမဖြစ်တော့ရှုံစမ်းမှာမင်းလိုလူနောက်ထပ်ဘယ်တော့မှရှိလာမှာမဟုတ်ဘူးမင်းမှာဘယ်သူနဲ့မှမတူတဲ့ခန္ဓာကိုယ်ရှိတယ်ဘယ်သူနဲ့မှမတူတဲ့အရေးအသွေးတွေရှိတယ်ဘယ်သူနဲ့မှမတူတဲ့အတွေးတွေရှိတယ်မင်းကတမှုထူကြရလို့ပါယုံကြည်စရာအကြောင်းပြချက်မရှိရင်တော့မင်းအဲ့လိုပဲကိုယ့်ကိုယ်ကိုယုံကြည်နေရမယ်ဆက်လက်ဆုပ်ကင်ထားမယ်ယုံကြည်မှုရှိနေရမယ် မင်းကြုံသမျှအရာတွေအားလုံးမှားယွင်းနေပုံရတဲ့အခါမှာမင်းရဲ့အိမ်မက်တွေအတွက်စူးစမ်းနေချိန်မှာမင်းချစ်ပြီးမင်းယုံကြည်ရတဲ့သူတွေကမင်းကိုစွန့်ခွာသွားဖို့ဆုံးဖြတ်တဲ့အချိန်မှာမင်းရဲ့အလုံးလုံးနေတဲ့အရာတွေမင်းမျက်စိချင်းမှာပြိုကွဲသွားတာမင်းမြင်ရတဲ့အခါမှာမင်းကိုခေါ်အားပေးတဲ့တငယ်ချင်းတွေနဲ့မိသားစုဝင်တွေကမင်းမလုံနိုင်ဘူးလို့ပြောတဲ့အခါမှာတော့မင်းယုံကြည်နေရမယ်လက်တလို့တော့မင်းဘယ်လိုလုပ်ရမလဲဆိုတော့မသိနိုင်ဘူးမင်းရဲ့တကူလုံးတွေကိုယုံကြည်နေရမှာမင်းအောင်းကိုအောင်းမြင်လိုက် မင်းမတိုက်ခတ်ခင်မှာတော့မင်းရဲ့စိတ်ထဲမှာဆုံးဖြတ်ရမယ်။ဘာပဲလို့လို့ဘလောက်ပဲကြိုးစားရပါစေ။ငါမှပတ်စံလည်းမရှိဘူး။ပညာရေးလည်းမရှိဘူး။ဒါပေမဲ့အဲ့ဒါငါ့ကိုမရက်တန့်စေဘူး။ငါလုပ်ကိုလုပ်။မင်းကိုမင်းမျက်နှာချင်းဆိုင်ကြည့်ပြီးဒါငါဘောကတငိုင်းအိမ်မက်တယ်။ငါလိုချင်တာဘာပဲဖြစ်ဖြစ်ရနိုင်တယ်။ငါဘာပဲဖြစ်ဖြစ်ဖြစ်နိုင်တယ်။ငါဘယ်နေရာကိုပဲသွားချင်သွားချင်သွားနိုင်တယ်။ အဲ့လိုလုပ်ဖို့လိုအပ်တဲ့ခွန်အားနဲ့စိတ်ဆန္ဒတွေငါမှအားလုံးရှိပြီးသားလို့ကြေညာရမယ်။ဘဝမင်းကိုပြင်းပြင်းထန်ထန်ရိုက်နှက်လိမ့်မယ်။ဘလောက်ထိလဲဆိုတော့ကွာမင်းအပေါ်တက်တဲ့နန်းကိုတော့မြင်မှာမဟုတ်ဘူး။မင်းမြေကြီးပေါ်မှာပြတ်ကပ်ပြီးအသက်ရှူဖို့တော့ရုန်းကန်နေရလိမ့်မယ်။ဒါမင်းအတွက်ဆုံးသက်လာလို့မင်းတွေးနေလိမ့်မယ်။ဟုတ်ဘူး။ဒါမင်းအတွက်ဆုံးသက်မဟုတ်ဘူး။မင်းနောက်တစ်ခါပြန်လာနိုင်သေးတယ်။စင်ကုံမှုတွေအရင်များပဲမင်းဖြစ်ချင်တယ်လို့ဆုံးဖြတ်တဲ့အခါတိုင်းမင်းနောက်တစ်ဆင့်ကိုသွားချင်တယ်လို့ဆုံးဖြတ်တဲ့အခါတိုင်း အတားစီးတွေအကုန်လုံးပြိုလဲသွားလိုက်မယ်အခက်တယ်မလွယ်ဘူးမင်းဘွားကိုပြောင်းလဲဖို့အရန်ခက်တယ်ဒီမှာငါမင်းကိုပြောချင်တာကမင်းတို့တဲကဒုက္ခဆင်းရဲတွေခံစားရတဲ့သူတွေအတွက်မင်းရဲ့အိမ်မကိုအလျှော့မပေးနဲ့မင်းကိုမင်းတန်တရားဝင်နေမင်းလုံနိုင်သေးလားလို့မိကုန်းထုတ်တဲ့အခိုက်အတန့်တွေအများကြီးရှိလိမ့်မယ်ကျန်းတဲ့နေတဲ့အချိန်တွေအများကြီးရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီအချိန်တွေကအများတန်းရှိနေမှာမဟုတ်ဘူးချိန်တန်အားလုံးပြီးသွားမှာမတော်အားလုံးပြဿနာတွေကိုကြုံတွေ့ရတယ်ဒါပေမဲ့ပြဿနာတွေကမင်းတို့လွှမ်းမိုးသွားလို့မရဘူး ပြဿနာတွေကမင်းဘဝကိုဆင်းရဲသွားစေဖို့မလိုဘူး။ဒါပေမဲ့မင်းဘဝမှာမင်းမှာတကယ်ရှိရတကယ်ပြဿနာကမင်းစမ်းသပ်မှုတစ်ခုဒါမှမဟုတ်ဒုက္ခတစ်ခုနဲ့မင်းရင်ဆိုင်ရခြင်းတည်းမှာမင်းနောက်ဆုတ်သွားတာထွက်ပြေးတာပဲဟဲ့။မင်းအဲ့လိုလုပ်နေသေးရင်မင်းဘဝမှာရနိုင်တဲ့အရာတွေအလုံးနဲ့မင်းပြေးနေရလိမ့်မယ်။ဒုက္ခကိုမြင်သချင်းဆိုင်ကြည့်ပြီးတော့မင်းငါ့ကိုမနိုင်ဘူးလို့ပြောနိုင်အောင်လှုပ်ဆမ်းပါကွာ။ညင်းညူဖို့လွယ်တယ်ကွာ။ပြဿနာတွေရှိရဲဆိုတာပြောပြဖို့လွယ်တယ်။မင်းမှာဟိုဟာမရှိလို့ဒီဟာမရှိလို့ဆိုပြီးစင်ကြေးပေးဖို့လွယ်တယ်။ ဒါပေမဲ့လွယ်ကူတာကိုလုပ်ရင်မင်းဘဝအခက်ခဲလိမ့်မယ်။အေးဒါပေမဲ့မင်းခက်ခဲတာကိုလုပ်ရင်မင်းဘဝကတော့လွယ်ကူလိမ့်မယ်။ဘာလို့လဲဆိုတော့မင်းသိလက်ကြည့်ကွာဘဝမှာအောက်ခြေခံလူနာဖြစ်ဖို့လွယ်လွယ်လေးအဲ့လိုအခြေခံလူနာဘဝမှာမင်းရှိနေဖို့တော့ဘာမှစူးစမ်းရမလို့ဘာမှအားရနေမလို့ဘာခွန်မှမလို့ဘာတွန်းရနေမလို့မင်းအေးဆေးနေလိုက်အောင်မယ်မင်းအခြေခံလူနာဖြစ်သွားလိမ့်မယ်။ဒါပေမဲ့မင်းကမင်းပြန်ထပြီးပို့ပြီးမြန်မာတဲ့ဘဝကိုရောက်ဖို့အတွက်ကတော့ မင်းရဲ့အတွင်းထဲမှာရှိတဲ့အရာတွေအားလုံးခေါ်ထုတ်ရလိမ့်မယ်။မင်းအဲ့ဒါကိုဖြစ်မြအောင်လုပ်မှဆိုရင်မင်းရဲ့စိတ်ဆန္ဒကိုထိန်းချုပ်ပြီးတော့နာကျင်နေတဲ့အချိန်မှာတော့မင်းဆက်ပြီးစူးစမ်းနေရမလို့မင်းကိုမင်းအမိန်ပေးရမယ်။ငါဘလို့အကြောင်းထဲမှာမရက်တန်ဘူး။ငါအတွက်ဖြစ်ပျက်သမျှအရာအားလုံးကိုငါ့ကိုကြီးကျယ်မှုစီတွန်းပို့ဖို့အသုံးပြုရမယ်။မင်းရဲ့အိမ်မက်တွေကိုဖြစ်ကိုဖြစ်ရမယ်လို့ပြောရမယ်။မင်းကိုမင်းလုံနိုင်တယ်လို့ပြောရမယ်။အိမ်မင်းလုံနိုင်တယ်။မင်းဘယ်နှကြိမ်မဲကြာရှုံးခဲ့ပါစေ။ မင်းဘလောက်အမားတွေကျူးလွန်နေပါစေမင်းရဲ့ရှုံးနေမှုတွေမင်းဘာတွေလုပ်ခဲ့လဲဆိုတာအရင်မကြည့်ဘူးမင်းအခုဒုက္ခတွေထဲမှာရှိနေတာအရင်မကြည့်ဘူးမင်းပမာလဲဆိုတာအရင်မကြည့်ဘူးမင်းဘဝရဲ့နောက်ဆုံးအခန်းအခုချိန်ဒီမင်းမရေးရသေးဘူးလူတွေကမင်းကိုအခုဝေဖန်နေကြတာသူတို့ကမင်းကိုအချိန်မတန်ကြီးဝေဖန်နေတာမင်းဘလောက်လုံနေလဲဆိုတာမင်းထုတ်မပြရသေးဘူးမင်းဘဝကိုပြောင်းလဲဖို့ကြိုးစားတဲ့လုပ်ငန်းစဉ်တွေမှာပဲမင်းရှိနေတော့မယ်မင်းခုလက်ရှိရှိနေတဲ့နေရာအရာကြီးပဲမင်းအမှတစ်သက်လုံးရှိနေမှာမဟုတ်ဘူး ဒါစက္ကမိန်ကြာရင်ကြာမယ်တရက်ကြာရင်ကြာမယ်တစ်ပတ်ကြာရင်ကြာမယ်လပေါင်းများစွာကြာရင်ကြာနိုင်တယ်ဒါပေမဲ့မင်းသာအလျှော်မပေးဘူးဆိုလို့ရှင်မင်းသာလက်မလျှော်ဘူးဆိုလို့ရှင်မကြာခင်ဒါမှမဟုတ်နောက်ပိုင်းမှာတက်တာသွားလိမ့်မယ်မင်းမှာအရေးချင်းရှိတယ်မင်းလိုချင်တဲ့အရာအားလုံးကိုမင်းခံစားလိုက်တယ်မင်းကိုမလုံနိုင်ဘူးလို့ပြောတဲ့သူတွေစကားကိုနားမထောင်တဲ့ဟိယဥပက္ခပြုလိုက်သူတို့မင်းကြောင့်ဘလို့တည်လို့လဲသူတို့ကမင်းရဲ့ဘဝမှာဖြစ်နေကြတယ်သူတို့မသိဘူးဘသူဘသူမှ မင်းရဲ့အကန့်အသတ်မဲ့အလားအလာရှိရတဲ့ဘယ်သူမှမသိနိုင်ဘူးမင်းအခက်အခဲတွေကိုကြုံတွေ့ရတဲ့အခါမှာလူတွေကမင်းရဲ့လှုပ်ဆောင်နိုင်စွာနဲ့မမြင်သေးတဲ့အခါမှာမမြင်ရသေးတဲ့အခါမှာလူတွေကမင်းကိုရီမောနေတဲ့အခါမှာတန်တရားဝင်နေတဲ့အခါမှာမင်းကိုမင်းပြန်ထူဖို့တတိအများကြီးလိုတယ်အဲ့ဒီလူတွေအားလုံးကမင်းကိုယူနေတယ်လို့ထင်လိုက်မယ်ဒါပေမဲ့အဲ့ဒါကိုရင်ဆိုင်ဖို့မင်းတတိလိုတယ်တတိမရှိရင်မအောင်မြင်ဘူးလူအများစုကသူတို့ဝေဖန်ခံရတဲ့အချိန်မှာသူတို့ရဲ့ခွန်အားတွေကိုဆုံးရှုံးပြီးစိတ်ပြတ်အားလျော့သွားတယ် သူတို့ရဲ့စိတ်ဓာတ်ကိုဆုံးရှုံးသွားကြတယ်။ဒါပေမဲ့မင်းကထူးခြားတဲ့လူတရားဖြစ်ချင်တယ်ဆိုရင်တော့လူအများထက်ပိုပြီးဝေးဝေးကိုသွားမယ်။အခက်ခဲတဲ့နောက်မှာကောင်းမွန်တဲ့ရလဒ်တစ်ခုနဲ့သင်္ကန်းစာတစ်ခုအမြဲရှိတယ်။နာကျင်မှုကအမြဲတမ်းလက်ဆောင်တစ်ခုခြံထားခဲ့တယ်ဆိုရင်စိုးရိုးစကားလည်းရှိတယ်။ခဏတစ်ဖြုတ်တော့စိတ်ထဲကြာရင်ကြာမှာပေါ့ကွာ။ဒါပေမဲ့မင်းပြန်ထားရမယ်။မင်းရက်လို့မရဘူး။ဘလောက်ပဲကြံတဲ့နဲ့မုံတိုင်းဖြစ်ပြီးမင်းရှင်ဆိုင်ရလိမ့်မယ်။ဘာပဲဖြစ်ဖြစ်အလျှော့မပေးရဘူး။မင်းရဲ့ရှေ့မှာရှိတဲ့အတားစီတွေကမင်းကိုလက်လျှော့ခိုင်းတဲ့အခါမှာ ဟဲ့အောင်ငါရအောင်လုပ်မယ်ကွာဆိုပြီးတော့ပြောရမယ်ကြိုးစားစားမှာကွာ